စစ်ကောင်စီကနေပြည်တော်မှရှိတဲ့တကြံမန်းတပ်များကိုဖျက်သိမ်းခဲ့တော်လဲလမ်းလျှောက်တကြံအဖြစ်ပြောင်းလဲကျင်းပခဲ့တယ်လို့သိရပါတယ်။အေးတကြံလို့အမည်ပြောင်းပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့နေပြည်တော်လမ်းလျှောက်တကြံကိုဒီကနေ့ AB 73ရက်နေ့မနက်ပိုင်းမှာဖွင့်ပွဲအဖြစ်ပြုလုပ်ခဲ့ပါတယ်။ဖွင့်ပွဲကိုစစ်ကောင်စီရဲ့ခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းအပါအဝင်စစ်ကောင်စီရဲ့အဖွဲ့ဝင်တွေပြည်ထောင်စုဝန်ကြီးတွေနဲ့ဌာနဆိုင်ရာအရာရှိတွေတက်ရောက်ခဲ့ကြပါတယ်။ မလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေပျက်စီးဆုံးရှုံးခဲ့ပြီးစိုးရိမ်ပူပန်နေရကြင်ဖြစ်တယ်လို့ငလင်းငယ်တွေဆက်တိုက်လှုပ်နေတဲ့ကာလာလဲဖြစ်တာကြောင့်စစ်ကောင်စီရဲ့အေးဒီကြံကိုလာရောက်သူအလွန်နှေးပါနေပါတယ်။ဒီကနေ့တကြံအကျိုးနေမှာမန္တလေးတိုင်းမိထီလာမြို့အနီးကိုဗဟိုပြုတ်ပြီးပြင်းအား9.5အဆင့်ရှိတဲ့ငလင်းလှုပ်ခတ်သွားတယ်လို့ဆိုပါတယ်။ ဧပြီလ23ရက်နေ့မနက်7:55မိနစ်အချိန်မေဒီလာမြို့အနီးကိုဗဟိုပြုကပြင်းအား9.5အဆင့်ရှိတဲ့ငလင်လောက်ကတ်သွားကြောင်းအဆိုပါငလင်ကြောင့်မန္တလေးဝန်တွင်မြို့နယ်များအပါအဝင်မြို့နယ်အများစုမှာခန်းစားသိရှိခဲ့ရပြီးနေအိမ်တိုက်တာအဆောက်အုံများရိမ်းထိုးသွားခဲ့တယ်လို့ဆိုပါတယ်ငလင်လှုပ်ရှားသွားတာရန်ကိုသိပါတယ်ကိုလဲလမ်းပေါ်ထွက်ပြီးတော့ကိုထက်ငါလမ်းပေါ်မှာလူတွေရောက်နေနေပြီးငလင်ကစက်တိုက်လှုပ်နေတာပဲနေဘက်လှုပ်တော့တိကျိန်နဲ့ပြေးကျိန်ရှိတာတော်သေးတာဗောလို့မန္တလေးကဒေသခံကဆိုပါတယ် ဝမ်ရင်းမျိုးကပြည်သူတို့ကဒီကလေးမနဲ့၈နာရီ55မိနစ်အချိန်လှုပ်ခတ်သွားတဲ့ငလင်းဟာရခင်ခတ်ထက်ပို၍ပြင်းထန်တယ်လို့ဆိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့ထုတ်ပြန်ချက်အရ AB 73ရက်နေ့မြမစံတော်ချိန်၈နာရီ54မိနစ်အချိန်မန္တလေးတိုင်းဝမ်ရင်းမျိုးအနီးမြေအောက်10ကီလိုမီတာကိုဗဟိုပြုက9.9အဆင့်နဲ့အင်အားအသင်းအတဲ့ရှိတဲ့မြေငလင်းတစ်ခုလှုပ်ခတ်သွားကြောင်းသခိုင်းငလင်းကြီးရဲ့နောက်ဆက်တွဲငလင်းငယ်များဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်ငလင်းဘေးဆောင်းရန်ရှောင်းရန်သတိပြုရန်များနဲ့အညီနေထိုင်ကြဖို့အတွက်ထုတ်ပြန်သွားပါတယ်။ ကီနီပြည်ဖဲကုံမြို့နယ်မိုးပြဲမြို့ကိုဂျမ်ဘတ်စစ်တပ်ကဆက်လက်စစ်ကြောင်းထိုးနေလို့တိုက်ပွဲတွေပြင်းထန်နေပြီးနေပြည်တော်ပြည်တည်းရဲ့တပ်ခွဲမှဒုတပ်ခွဲမှုတိုးချဆုံးခဲ့တယ်လို့နေပြည်တော်ပြည်တည်းရဲ့တယင်း105ကထုတ်ပြန်ပါတယ်။မလ22ရက်နေ့ကမိုးပြဲလွိုင်ကော်လမ်းမိုင်းအားပြန်လဲထိန်းချုပ်နိုင်ရေးအတွက်ဂျမ်ဘတ်စစ်ကောင်စီတပ်ကလက်နက်ကြီး၄ချောင်းပစ်ကူယူကာအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာကတိုက်ပွဲပြင်းထန်ခဲ့ပြီးအမှတ်105တယင်းနေပြည်တော်ပြည်သူ့ကာကွယ်တပ်ထဏောင်းစစ်ကြောင်းတပ်ခွဲတစ်က ုတက်ခွဲမှုရဲဘော်ငတေကြဆုံးခဲ့ကလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ကြာတာကတော့တက်ခွဲမှုတစ်ယောက်တည်းပါ။ထိတာကတော့နောက်ထပ်ရဲဘော်၄ယောက်ထိတယ်။စစ်ကောင်စီတပ်ဖက်ကရှေ့ကိုဇွတ်တိုးပြီးတော့အတင်းပြစ်လို့ကျွန်တော်တို့ဘက်ကလည်းနောက်မဆုတ်ပဲခုခံကာကွယ်ရင်းဒုခွဲမှုကြသွားတာစစ်ကောင်စီတပ်ဖက်ကတိုးလာရင်တော့ကျွန်တော်တို့ကာကင်းရဲဘော်တွေနဲ့ထိတွေ့တိုက်ပွဲမှုအမြဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ဖက်ကကြာဆုံးမှုတော့မသိသေးဘူးလို့နေပြည်တော် PDF ကဆိုပါတယ်။ရေဘော်ငတရာအမတ်ရှိရငါတရင်ရဲ့အပတ်စဉ်နှစ်အခြေခံစစ်တင်နှန်းဆင်းပြမြောက်ပြီးတဲ့နောက် နှစ်နှစ်ခွဲကျော်ကြာရာတာဝန်များကိုရိုးရိုးချွန်းချွန်းထမ်းဆောင်ခဲ့ပြီးစံပြရေးပေါ်ကောင်းတူဖြစ်ပြီးရေးပေါ်ငတိဂုံယောင်ထွန်းပြောင်စွာကြာဆုံးခဲ့တဲ့အတွက်ကြံရည်သူမိသားစုနဲ့အတူထတ်တူဝမ်းနေကြောင်းတရင်ရှိရငါအနေနဲ့ဆရာနာရှင်စနစ်ကြာဆုံးရေးအတွက်အာသွန်ခွန်ဆိုင်ပုံမူကြိုးပမ်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်အကြမ်းဖက်စစ်ကောင်စီက2025ခုနှစ်နှစ်စမိုင်းကစပြီးမိုးပြဲလွိုင်းကော်လမ်းမိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်လက်နက်ကြီးပစ်ကူဒရုန်း၄ချောင်းပစ်ကူအလွန်အကျွံသုံးကထိုးစစ်ဆင်နေလျက်ရှိပါသည် လက်ရှိအခြေအနေအရမိုးပြဲမြို့ကိုပူပေါင်းတပ်ကထိန်းချုပ်ထားပြီးအကြံပေးစစ်ကောင်စီတပ်ကတိုက်ပွဲဧရိယာမဟုတ်တဲ့နေရာတွေကိုလက်နက်အကြီးတွေနဲ့ပစ်ခတ်ရှင်းလေးချောင်းဖြင့်ဘုံကျဲခြင်းများလှုံ့ဆော်နေလျက်ရှိပါတယ်။ မကွေးတိုင်းပကောက်ကူမြို့နယ်ဆိုရင်းကြီးရွာကိုစစ်တပ်ကဝိုင်းပတ်ပိတ်ဆို့ကစစ်မှုထမ်းခိုင်းရန်လူငယ်30ခန်းကိုဖမ်းဆီးသွားတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်များရဲ့ဆွေမျိုးမိဘများထံမှသိရပါတယ်။ AB 7ရက်နေ့ည3:00နာရီခန့်ကပကောက်ကူမြို့နယ်ပကောက်ကူမြို့အနီးကဆိုရင်းကြီးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့ပိတ်ဆို့ဝင်ရောက်ကကြီးရွာနေအသက်18နှစ်ပြည့်ပြီးသူလူငယ်30ခန်းကိုတိုင်တဆင်းရှာဖွေကဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ ဆိုရင်းရွာကမနေ့ကဝင်းဝေတာသူတို့ကရွာကိုပက်ပက်လေးဝိုင်းထားပြီးတော့ရှာတာအပြာဝတ်တင်တဲ့အသက်16နှစ်ပြည့်ပြီးတဲ့လူငယ်တွေတအိမ်တယောက်ဆွဲခေါ်သွားတာအိမ်ထဲအထိဝင်းရှာတဲ့တချို့ထွက်ပြေးနိုင်တဲ့သူတွေပဲလွတ်တာအိမ်ထဲမှာတွေ့တဲ့လူငယ်တွေကတော့တစ်ပင်တပင်အောက်မှာစုထားပြီးတော့ခေါ်သွားတယ်စစ်မှုထမ်းဖို့အတွက်လို့ဆိုပါတယ်အကြမ်းဖက်စစ်တပ်ကဝိုင်းပတ်ပိတ်ဆို့ကလူငယ်များဖမ်းဆီးခံရတဲ့ဆိုရင်းကျွော်ကပခုတ်ကူမျိုးအနီမှာတည်ရှိပြီးထွက်ပြေးနေကြရတဲ့ပြည်သူများဟာယနေ့အချိန်အထိပြန်လည်ဝင်ရောက်လာရဲခြင်းသိမ်းမရှိသေးဘူးလို့ဆိုပါတယ်။ ဗချက်ဘတ်စစ်တပ်ကယခုဒကြံကာလအပြီးဖွင့်လှစ်မဲ့စစ်မှုထမ်းအပတ်စဉ်ဆက်နှစ်အတွက်လူငယ်တွေကိုဆင့်ခေါ်ခြင်းဖမ်းဆီးခြင်းများလှုံ့ဆော်နေလျက်ရှိပါတယ်။စကိုင်းတိုင်းကောလင်းမြို့နယ်ညောင်ကုန်းရွာကိုဒီကနေ့ဒကြံအကြိုနဲ့မှဂျမ်ဘတ်စစ်တပ်ကလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရကပြည်သူများထိခိုက်မှုရှိတယ်လို့ဆိုပါတယ်။ဒကြံအကြိုနဲ့အေပီလ73ရက်နေ့မိုးလယ်12နာရီကျော်လောက်မှာကောလင်းမြို့နယ်ညောင်ကုန်းရွာကိုမိထီလာလေးတပ်ကတက်လာတဲ့ဂျမ်ဘတ်စစ်တပ်ရဲ့ Jet Fighter တစ်စီးက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းစက်သုံးစီရောင်းဝယ်ရေးလှုံ့ဆော်နေတဲ့နေရာကိုထိမှန်ကပြည်သူများသေဆုံးမှုမရှိတော့လဲထိခိုက်မှုရှိပါတယ်။တေဆုံးသူတော့မကြားသေးဘူးဒဏ်ရာရတာအမျိုးသားတူဦးနဲ့အမျိုးသမီးတူစီရောင်းဝယ်ရေးလုပ်နေတဲ့ပြည်သူတွေလေရင်နဲ့ပြစ်သွားတယ်လို့ဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီကယခုတကြံကာလအတွင်းပြည်သူများကိုလေကြောင်းတိုက်ခိုက်မဲ့စစ်ဆင်ရေးလှုံ့ဆော်နေပြီးလေတပ်မှအရာရှိနဲ့တပ်သားများကိုနားရက်မပေးထားကြောင်းသိရပါတယ်။မြန်မာနိုင်ငံကိုစန့်ကျင်တိုက်ခိုက်နေသူတွေနဲ့ ငင်းချမ်းရေးဆွေးနွေးဖို့အတွက်ကျမ်းပတ်စစ်ခေါင်းဆောင်မင်းအောင်နိုင်ကိုထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ကတွေ့ဆုံတိုက်တွန်းလိုက်တယ်လို့ဆိုပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်နာဝက်ကအေဘီလာအစောပိုင်းကဗန်ကောက်မှာပြုလုပ်ခဲ့တဲ့ထိပ်သီးအစည်းအဝေးလာတက်တဲ့မင်းအောင်နိုင်ကိုတီးတန့်တွေ့ဆုံခဲ့ပြီးထို့သောတွေ့ဆုံစဉ်မှာမင်းအောင်နိုင်ကိုစန့်ကျင်တိုက်ခိုက်နေတဲ့တပ်ဖွဲ့တွေနဲ့ငင်းချမ်းရေးဆွေးနွေးရန်တက်ဆင်ကတိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံမှာငင်းချမ်းရေးပြန်လည်ရဖို့ကျွန်တော်မြင်ချင်တာကြောင့်သူနဲ့စကားပြောခဲ့ပါတယ်ကျွန်တော်အနေနဲ့နိုင်ငံကြီးတွေကိုပြောလို့ရှိတာက ိုင်းအနေနဲ့ကမြန်မာပြည်မှာငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးတဲ့နီးလန်းနဲ့အကြမ်းဖက်မှုတွေအဆုံးသတ်သွားစေဖို့လိုလားတယ်ဆိုတာပါပဲလို့တက်ဆင်ကဆိုပါတယ်။စစ်ကောင်စီနဲ့တိုက်ရိုက်စကားပြောဆိုခြင်းနဲ့ငြိမ်းချမ်းရေးလမ်းစာကိုရှာဖွေရန်လိုအပ်ကြောင်းထိုင်းနိုင်ငံအနေနဲ့စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုများအကြမ်းမှာ ဂျာဝင်ဖြန့်ဖြေးသူအဖြစ်လောက်ဆောင်ရန်အသင့်ရှိတယ်လို့၎င်းကရှင်းပြပါတယ်မေယောင်နိုင်ငံကသူ့ရဲ့အကြံပြုချက်များကိုနားထောင်လက်ခံခဲ့ကြောင်းလဲတက်စင်ကဆက်ပြောပါတယ်။သူကကျွန်တော်ရဲ့အကြံအညာကိုနားထောင်လက်ခံပါတယ်။ကျွန်တော်အနေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမစခင်အချိန်ပေါင်းများစွာသူနဲ့စကားပြောဖို့လိုအပ်ပါတယ်လို့တက်စင်ကဆိုပါတယ်။တက်စင်ကမြန်မာနိုင်ငံမှာကျင်းပရန်စီစဉ်ထားတဲ့ရွေးကောက်ပွဲအကြောင်းကိုမဆွေးနွေးခဲ့ဘဲရှောင်ကျဉ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်နှင့်ငင်းကြိုင်းစပွဲဝိုင်းမှဆွေးနွေးကြမယ်ဆိုတဲ့အာဆီယံရဲ့ယက်တီချက်ကိုတက်ဆင်ကအတိအမှတ်ပြုထားကြောင်းသတင်းရင်ဖော်ပြချက်ကဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်ဝန်၁၀ရှုံးနေပြီးလက်ရှိမြို့ပေါင်း၁၀၀နီးပါးကိုလက်လွတ်ဆုံးရှုံးထားရကလာမယ့်ဒီဇင်ဘာလမှရွေးကောက်ပွဲကိုကျင်းပဖို့ကြိုးပမ်းနေလျက်ရှိပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကယာယီအပြည့်အခက်ရဲစဲရေးကိုတပတ်ထပ်မံတိုးမြှင့်လိုက်တယ်လို့ NUG ကထုတ်ပြန်ပါတယ်။မလာနာစနေရှိရနီကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ငလင်းတန်းတဲ့ဒေသတွေနဲ့ဆက်ဆက်တဲ့ခရိုင်များအတွင်ခုခံကာကွယ်ရေးမှလွဲပြီးရက်သက်နှစ်ပတ်အကြာမလ30ကနေ AB 12ရက်နေ့အထိရက်ဆိုင်ထားရန်ကြေညာခဲ့ပါတယ်။ငလင်းကြောင့်အသက်အိုးရင်ဆုံးချုံထိခိုက်မှုကြီးမားခဲ့တဲ့မြန်မာပြည်သူများအားနှစ်သိမ့်အားပေးမှုပြုလုပ်နိုင်မှုအတွက်ရည်ရွယ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရက AB 73ကနေ20ရက်နေ့အထိ နိုင်ငံလုံးဆိုင်ရာဝန်내ကြေကွဲမှုနဲ့နှစ်သိအားပေးမှုရတဲ့တပတ်အဖြစ်သတ်မှတ်ခဲ့ကြောင်းဒါကြောင့်အဆိုပါရတဲ့တပတ်အတွင်းလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာလုပ်ငန်းစဉ်များဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငါငလင်တန်းတဲ့ဒေသတွေနဲ့ဆက်ဆက်တဲ့ခရိုင်တွေကို AB 73ကနေ20ရက်နေ့အထိခုခံကာကွယ်စစ်ကလွဲပြီးထိုးစစ်အလုံးရပ်တန့်ထားကြောင်းကြေညာသွားပါတယ်ထိုးစစ်ကိုနှစ်ပတ်ကျွန်တော်တို့ရန်နာထားပါတယ်နှစ်ပတ်ရနာတာကတော့30ရက်နေ့မလ30ကနေစပါတယ်စပြီးတော့ကျွန်တော်တို့12ရက်နေ့ဆိုရင်ပြည့်ပြီပေါ့ ပြီးတဲ့အတွက်ကြောင့်ကျွန်တော်တို့နောက်ထပ်ခွနှစ်ရက်ပေါ့ခွနှစ်ရက်တာကာလကိုလည်းကျွန်တော်တို့နိုင်ငံလုံးဆိုင်ရာပြည်သူလူထုဝမ်းနဲ့ကြေကွဲမှုနေ့နှစ်သိမ့်အားပေးမဲ့ရသက်တပတ်ဆိုပြီးတော့လေဒါအန်ယူဂျီကညင်ညာထားတာရှိတယ်။အဲ့ဒီအတွက်ကြောင့်မလို့နောက်ထပ်တပတ်73ရက်နေ့ကစပြီးတော့နောက်ထပ်တပတ်ကိုထိုးစစ်ရက်စဲရေးအတွက်ဆက်လက်ပြီးတော့ကာလတိုးချဲ့ထားတယ်လို့အန်ယူဂျီဝန်ကြီးချုပ်ရုံးရပြောဆိုခွင့်ရှိသူကဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီကလည်း AB 2ရက်ကနေ AB 22ရက်နေ့အထိယာယီအပြည့်အခက်ရက်စဲရေးညင်ညာထောက်တော့လေ ထိုးစစ်များဆင်နွှဲခြင်းလေရင်များဖြင့်ဘုံကျဲခြင်းများဆက်တိုက်လှုပ်ဆောင်နေကပြည်သူများထိခိုက်သေးဆုံးမှုတွေဆက်တိုက်ဖြစ်ပွားနေလျက်ရှိပါသည်